မင်္ဂလာပါကျွန်တော်ဒီနေ့လုပ်ပေးမယ့် tutorial ကတော့တယောက်တောင်းဆိုထားတဲ့ EZ Drama 3 MIDI drum နဲ့ရေးထားတဲ့ file တွေကို studio အစစ်မှာ multi track line အများကြီးနဲ့ဖမ်းသလိုမျိုး multi track ပြန်ခွဲထုတ်တဲ့နည်းလမ်းလေးပေါ့အရင်ဆုံးကျွန်တော်တို့ EZ Drama 3ကိုဆွဲထည့်လိုက်မယ်ပြီးသွားရင်တော့သူ့ထဲကကျွန်တော်ဒီ EZ Drama 3ရဲ့ group ထဲက MIDI file တစ်ခုကိုဆွဲထည့်လိုက်မယ်အလွယ်ပဲ okay ဒီဟာလေးကိုဖိပြီးတော့ကျွန်တော်ဒီမှာဆွဲထည့်လိုက်မယ်သူ line တွေရှိတဲ့ဟာကိုသူ့ပဲ line တွေတီးထားတယ်ဆိုတာကိုကျွန်တော်အရင်ဆုံးလိုက်ကြည့်လိုက်မယ် red down down ပါတယ်ဒီ red down down 2ထိပါတယ်ဒီဘက်က overhead ဒီလောက်ဆိုရပြီအဲ့တော့ကျွန်တော်ထုံးတဲ့အတိုင်းဒီကောင်ကိုတလိုင်းစီခွဲมาဖြစ်တဲ့အတွက်ဒီ kick in kick out kick set သုံးမျိုးကိုကျွန်တော်3 4ထားလိုက်မယ်1 2ကသူ့ရဲ့ pin မ main drum က output 1 2ကိုယူထားတယ်အဲ့တော့ကျွန်တော်က3 4ကစယူမယ်3 4 5 6 7 8 9 10 11 12 return of bar so that 15 16 17 80 overhead ကိုယူလိုက်မယ်စကွန်ဆက်ရှစ်ပြီးသွားဆိုတော့19 20ဒီနေ့ဟာရကျွန်တော်မယူတော့ဘူးမလို့ရတဲ့ဟာကျွန်တော်ပိတ်ထားလိုက်မယ်။နိုင်နေရှုံမှာဆိုလို့ပါ line တွေခွဲထားပြီဆိုတော့ name ထွက်တော့ဦးကျွန်တော်ဒီက mixer ကိုခေါ်မယ်2 base နဲ့အတူတူပဲ F3 ကိုနှိပ်လိုက်လို့ရတယ် F3 နှိပ်လိုက်ရင် mixer တက်လာမယ်ဒီမှာလဲ console ဆိုပြီးနှိပ်လို့ရတယ် F3 ကိုနှိပ်လဲရတယ်ဒီမှာ EZ drum မှာတခုနဆန်းထားတာရှိလို့ဒီမှာ EZ drum မှာကျွန်တော်အဓိကပင်မတာပေါ့နော်ကျွန်တော်ဒီ EZ drummer 3ကိုဖွင့်လိုက်မယ်ပြီးရင် expand ဆိုပြီးတော့ဒီဘက်ပြေးရပါတော့เนาะအားလေးကိုဒီမြားလေးကိုနှိပ်လိုက်ပြီးရင် expand ဆိုတာလေးကိုနှိပ်လိုက် ဒီမှာသူ thread တွေကြလာမယ်အဲ့မှာကျွန်တော်ခုနရွေးထားတဲ့3 4 5 6 9 8 9 10 11 12 13 14 15 16 18 19 20 21 22 23 24 25 26 27 28 29 30နစတဲ့နစနဲ့အဲ့လောက်ထိပဲတင်နေတစ်ချက်ပြန်ကြည့်လိုက်မယ်စကွန်၁၈စကွန်၂၀စကွန်၂၀ပဲဒါဆိုရပြီဒီမှာအမှန်ချက်လေးလိုက်ချစ်ပေးလိုက်အောင်မယ်အဲ့ဒါတို့ထွက်လာတယ် သူရဲ့ပင်မဟာကိုကျွန်တော်မြှုပ်တော့တယ်။မဆိုလို့လုပ်ကြည့်မယ်။ဒါစင်တာကဲဒါကဲကို၃မျိုးရှိတယ်။ကဲအင်ကဲအော်ကဲဆက်ပြေ။ပြီးရင်စနဲဒါစနဲတော့စနဲဘော်တော့ မဟာဟဲ့ဒီကောင်ကြီးကရိုးကြမှာထွက်မှာဒါ over head တောင်းတော့မှဒီတစ်ခုပဲပါတယ်ဒီတစ်ခုမပါဘူးဒါပေမဲ့ထားလိုက်ပါတော့ ဒါဆိုရင်ကျွန်တော်တို့ကတလိုင်းစီကွက်ထွက်သွားပြီ။နည်းနည်းကျဲလိုက်တက်နိုင်เนาะဒီကောင်လေးအကုန်လုံးကိုနံပါတ်လေးတွေပေးလိုက်တာကောင်းတယ်ကျွန်တော်ကသူစမ်းပြတာမို့လို့မပေးတော့ဘူးကျွန်တော်အပေါ်ဟာလေးကိုမဆလက်ရှင်လုပ်ပေးရမယ် ဂျူဘေးဆိုညွန်နရောမှာဆိုတဲ့လိုပဲစမှတ်ဆုံးမှတ်ပေါ့နော်ဒါလေးကို selection လုပ်ပေးရမယ်ပြီးသွားရင်ဒီကောင်တလိုင်းစီထုတ်มาဖြစ်တဲ့အတွက်ကျွန်တော် sound off က export stand ဆိုတာကိုနှိပ်မယ်ကျွန်တော်ရိုးရိုး missing ဆိုရင် miss down ထုတ်တာဆိုရင်တော့ဒီအပေါ်က export miss down နဲ့ထုတ်ရမယ်အခုကတော့ကျွန်တော်ကတလိုင်းစီခွဲထုတ်มาဖြစ်တဲ့အတွက် export stand ဂျူဘေးဆိုညွန်နရောမှာဆိုရင်တော့ batch file ထုတ်တာပေါ့ ီမှာသူပေါ်လာပြီကျွန်တော်ထုတ်ခြင်းတဲ့ဟာလေးတွေကိုအမှန်ကြည့်ရွေးပေးရမယ်ဒါလည်းမပေါ့ဟုတ်ဒီကောင်လေးအရင်ဆန်းထားတာဖြစ်ဟုတ်ကဲ့ဟုတ်ပါ3 4 5 6 7 8 9 10 11 12 13 14 15 20အဲ့ဒီမှာဒီကုတ်ကောင်လို့ရွေးလိုက်ပြီဒါကိုရွေးပြီးွားရင်ကျွန်တော်တို့ကဘာနဲ့ထုံမလဲပေါ့ကျွန်တော်ဒီမှာ24 bit ပြန်ရွေးမယ်48 24နဲ့ထုံမယ် wave file နဲ့ထုံမယ် file name file name ကိုကျွန်တော် ezet tran dashboard ဒီမှာ location တိမ့်မဲ့နေရာတိမ့်မဲ့နေရာကိုကျွန်တော်သူ့အခု test လုပ်တဲ့ folder ထဲမှာပဲတိမ့်မဲ့ဒါကြောင့်ကျွန်တော်မပြောင်းတော့ဘူးသူ့အတိုင်းပဲထားမယ်ပြီးကျွန်တော် okay နှိပ်လိုက်မယ်ဒါဆိုရင်သူ export ထုတ်တယ်ကျွန်တော်တိုး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 ပဲဆိုတော့မှပြီးသွားပြီဒီကောင်လေးကိုကျွန်တော်ဒီလေးပြန်ဆွဲထည့်လို့ရတယ်ဒီကောင်ကို mute လုပ်ထားလိုက်မယ် ပြီးခုနထွက်လာတဲ့ဒီ stand လေးကိုဒီကနေသွားရှာလဲရရနော်ဒီ home ကနေပြီးတော့ fire ကနေပြီးတော့ဒီမှာကျွန်တော်တို့တင်ထိုင်းနေရအောင်ဆင်းဆင်းသွားလို့ရတယ်ကျွန်တော်ကဒီကအလွယ်တကူပဲဒီကနေဆွဲထည့်လိုက်မယ်ဒီကောင်လေးကိုဒါဒီလိုခွဲထုတ်ပြီးွားတဲ့ file တွေကတခြား software မှာသွားဖွင့်မယ်ဆိုရင်လည်းအလွယ်တကူဖွင့်လို့ရပါပြီဒါ wave file တွေအဲ့တော့ဒီကောင်လေးကျွန်တော်ဖွင့်ကြည့်လိုက်မယ် my kit. Ding all the kit. ဒီကောင်ကဆပ်ဆပ်ကေပေါ့နော်မဆနေစနေတော့အောက်ကတလိုင်းဟာစနေဘော်တွန်စနေဘော်တွန်ဆိုတော့ဘေ့စ်နန်နန်လေးပါပါပါနေတော့အဲဒီကောင်ကမေဇင်ဆွဲတဲ့ချိန်ကျရင်ဂိတ်နဲ့ပြန်ဆွဲဖြောက်လို့ရတယ်ဒါဟိုက်ဟက် ဒါဟိုနောက်ဆုံးကြမှာထွက်တဲ့ rack ဒီကောင်မပေါ့တဲ့ဒီမှာတောင်းတောင်းဒီပေါ်ဆုံးကဟာ overhead overhead ဖြစ်တဲ့အတွက်အကုန်လုံးပါတယ်ဒါဆိုရင် iset drum ကို studio 1မှာ studio ကြီးမှာ drum အစ်စ်ကိုဖမ်းထားသလိုတလိုင်းချင်းဘလို့ပြန်ခွဲထုတ်လို့ရလဲဆိုတာနားလည်မယ်လို့ထင်ပါတယ်တောင်းဆိုထားတဲ့တယောက်လည်းကျင်းနေမယ်လို့ထင်ပါတယ် နောက်ထပ်လည်းကျွန်တော်ဒီဗီလိုဗီဒီယိုမျိုးတွေဆက်တင်ပေးပါဦးမယ်။သိကျင်တာများရှိရင်လည်းကျွန်တော်ကွန်မန့်မှာမေးထားလို့ရပါတယ်။လိုအပ်ရင်ကျွန်တော်ဗီဒီယိုလုပ်ပြီးတင်ပေးပါမယ်။ကျွန်တော် channel လေးကိုလည်း subscribe လုပ်ရသေးရင် subscribe လုပ်ပေးပါဦး။ကြည့်ရှုပေးတဲ့မိတ်ဆွေအားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်။